မဟာကဏ္ဍယုံစီရောရှင်စနကဖိဝင်သားရဲ့ကိုချင်းအပိဓမ္မဤတရားတော်ကိုဖတ်ရှုပူဇော်ခွင့်ပြုပါယံခွင့်ပြုပေးနိုင်သူပုဂ္ဂိုလ်များအားလုံးထံမှနှူးညွှန်းစွာ ခွင့်ပန်အပ်ပါရရှင်ဒေါသအကြောင်းစိတ်ဤခက်ထန်ကြံတန်းခြင်းသဘောသည်ဒေါသမြည်ဤထို့ကြောင့်ဒေါသအတွက်ကြောင့် စိတ်ဆက်ခက်ထန်ဟုဆိုခဲ့သည်ခက်ထန်ဆိုတော့လည်းပဲရှူးရှူးရှက်ရှက်ခက်ထန်ခြင်းတမျိုးသာမဟုတ်စိတ်ညစ်နွမ်းနေပြန်ရင်လည်းမညစ်နွမ်းသောစိတ်ကဲ့သို့ညဉ့်ညံ့ညောညောမရှိ စိတ်ပုံမှာဖွာတာတာကြမ်းတမ်းတမ်းရှိရာကစိတ်ညစ်နွမ်းမှုစိတ်အားငယ်မှုကြောက်လန့်မှုများသည်လည်းဒေါသသဘောပင်အချုပ်မှာစိတ်ညစ်မှု စိတ်မချမ်းသာမှုကြောက်ရွံ့မှုစိတ်ပြတ်မှု စိတ်ကောင်းမှုစိတ်ဆိုးမှုရံညှိုးဖွဲ့မှုဆဲဆူငေါငန်းချိန်ချမှု တိုက်ခိုက်မှုတေးကျပြက်စီအောင်ကြံစားမှုအစုစုတို့သည်ဒေါသကြီးသည်ကြောင်လန့်မှုကြမ်းတမ်းမှုနှမျိုးစလုံး၌ပင်ဒေါသပါဝင်ရကဒေါသကြီး၍စိတ်ဆက်ခက်ထန်ကြမ်းတမ်းသူသည်လည်းကြောက်ရွံ့ရှိလင်လဲကြောက်လွယ်တတ်သည်ထိုသူမျိုးကိုတရိချာ၍အကဲခတ်ပါလေခက်ထန်မှုကိုအတက်ဒေါသကြောက်ရွံ့မှုကိုအတက်ဒေါသဟုလည်းခွဲကြသည်သည် ြခဲ့ပြီးသောဒေါသများကိုအတော်ဆုံးအောင်ခံစား၍သွားရရှာသောအမျိုးသမီးကလေးတူဦးအိန္ဒိယနိုင်ငံ၌ဖြစ်ပျက်ပုံကိုဒေါသသဘောတိရယုံသားမကလူငယ်ချင်းမေတ္တာမများပဲအတင်းပေးစားလေးရှိသောမိဘတို့ကိုတတိယစေတယ်လို့လည်းဖြစ်ပေသည်ဤဝိတုပါငယ်ရွယ်သူနှစ်ယောက်ကတယောက်သဘောကိုတယောက်မသိကြနှစ်ဖက်မိဘတို့စိစက်ချက်ဖြင့်လက်ထပ်ပြီးကြလေပြီသူတို့သမီးလေးသည်မျိုးကောင်းသမီးပြီတီတီကြီးကြီးနှင့်ဝိတ္တိအောင်ပြူရှာပေသည်သို့တော့ သူတို့သားကဘယ်ဟာပြူပြူအကားဟုမထင်ခင်မင်ယူရမှုမရှိချေမိမိကပြုစုပါလျက်နဲ့ခင်မောကဂယုမဆိုင်သည့်အတွက်သူတို့သမီးကစိတ်ပြတ်စားပြူလာသည်စိတ်ညစ်သည်စိတ်မချမ်းမသာမကြမကြမှိုင်းနေ၏ဒီကူကပင်မကျေနပ်သောခင်မောတဲ့သည်လည်းထိုမသားမယားဖြစ်နေပုံကိုမြင်လင်းตาရွေ့ပင်ယုံမုံကတစ်ခါတခါအကြမ်းဖက်လာသည်သူတို့သမီးကစိတ်နာ၏ခင်မွန်းတဲ့ဤပြုမှုပုံကိုမကျေနပ်နိုင်သို့တော်မိသွန်းပြမတတ်နိုင်တော့ပဲမိမိဝတ္တရားချေအောင်ပြုမြဲပြုရှာသည်တို့ရရင် ကြောက်တုံးကြောက်သားပမာမဟုတ်၍စိတ်ပါသောကိုခန္ဓာဖြစ်ရကမကြာခဏမိမိဘဝကိုအဆုံးစီရင်ရန်ကြံလေသည်ဤကဲ့သို့ဒေါသထွက်ခြင်းစိတ်ပြက်ခြင်းစိတ်ညစ်ခြင်းစိတ်မချမ်းသာခြင်းကြောက်ရွံ့ခြင်းတို့ကိုဆက်တွဲ၍လောကငရဲခံရကသာသမိနှစ်ယောက်ဖွားမြင်ပြီးသည့်တိုင်အောင်အောက်ဤထားခဲ့ပါတော့လဲနောက်ဆုံး၌မဆောင်စည်းနိုင်ရတော့ကကိစ္စတစ်ခုအတွက်တရားမျိုးသို့သွားနေသောခင်မိုးတဲ့ထံသို့စတဆောင်ရောက်လာသည်မှာ အရှင်မိဘများပေးစားသောခင်မုံမင်ဖြစ်တော်လဲအရှင်ကိုအမှန်ချင်း၍အရှင်၏အခြေကိုလည်းရရှိနိုင်ရန်အမှန်မင်စူးစမ်းခဲ့ပါသည်သို့သောဂျမ၏စူးစမ်းမှုတွင်မှအကျိုးမရသည့်အပြင်မာယာများတယ်ဟုသာထင်ခံရ၍စိတ်ပြက်လာသည်ဖြင့်ဘဝကိုအဆုံးစီရန်မကြာခဏကြံတော်လဲခလေးများမျက်နှာထောက်၍အထမမြောက်ခဲ့ပါယခုမှမူဆက်လက်၍နေတော်လဲစိတ်ညစ်ယုံသာရှိမည်ဖြစ်သောကြောင့်ဤစာကိုရေးပြီးနောက်ခလေးများစားမိမုတ်ထဲ၌စိတ်ခတ်ပြီးလင်ဂျမ၏ဘဝကိုအဆုံးစီရင်လိုက်ပါပြီ အထက်ပါစာကိုရပြီးနောက်ခင်မွန်းတဲ့ယောက်ျားလဲသူ့ဇနီးဤလိမ္မာပုံတွေကိုအကုန်စင်ထင်မြင်လာရတော့ကခပြကတိပြန်သွားလေရာအိမ်မမပြင်စင်ထားသောမိသားစုသုံးဦးအလောင်းကိုသာတွေ့ရသဖြင့်အသင်းရှိနေသောတနက်ဖြင့်သူ့ဇက်ကိုပါအဆုံးတက်လိုက်လေတော့သည်ဤဝိထု၌ဒေါသဖြစ်ပုံများထင်ရှားလေပြီဤဝိထုကိုထား၍အကြောင်းအလျော်စွာဆုံးတွေ့ကြရသောအခါသဘောထားကြီးကြီးထား၍ဖြစ်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 အောင်ကြိုးစားကြပါလေမက္ခအကြောင်း ဒေါသနှင့်ဆက်၍အများဖြစ်သောမက္ခပလာဒသောကပရိဒေဝဒုက္ခဒေါမနတဥပါယတာတို့ဤသဘောကိုလည်းမှတ်တင်ပါသည်တို့တွင်မက္ခဟူသည် သူ Jesus ကိုခြေဖြတ်တတ် Jesus ကန်တတ်သောဒေါသမျိုးသည်ငယ်ရွယ်စဉ်ကပင်မိဘ Jesus ဆရာသမား Jesus မိတ်ဆွေကောင် Jesus စသဖြင့်သူတို့ဘာတို့ကပြုတ်ထားသော Jesus များရှိတတ်ပေသည် တို့ယေຊုများကိုယေຊုဟုမထင်ယေຊုလည်းမတင်နိုင်ပဲငါမှသူ့ယေຊုဘာရှိလို့လဲဟုခြေဖြတ်တတ်ယေຊုကန်းတတ်ကြလေသည်အချို့ကယေຊုကန်းယုံတွင်တော်မကတရေပေါ်အိပ်ပြီးသည်နာဆာကယေຊုရှင်ကိုပင်ယေຊုတတ်ကြသေးသည်ထို့သူမျိုးကို မိတ္တာတုပ်ပြီးမိတ်ဆွေပြင်မာသူလူယုံမှဟုများစွာအပြစ်ဆိုလေသည် သူတစ်ပါးကျေးဇူးဟူသည်မှာကျွေးတင်သလိုတင်နေသောအရာမျိုးသည်ထိုကျေးဇူးကိုအတုံပြန်၍မဆက်နိုင်သည့်အတွက်မဆက်ရသေးတော့လဲကျေးဇူးရှင်မန်းကိုအတိအမှတ်ပြုကကျေးဇူးတင်မိစေရမည်ဆက်နိုင်သည့်နေ့ဆက်ခွင့်ကြုံသည့်နေ့၌ကမိမ့်မိန်ရှက်ရှက်နှင့်နစ်သက်ခြင်းနှက်စွာပြန်၍ဆက်ကြရမည်ကျင်းတစ်ပင်ဤအရေး၌ထိုင်နေအိတ်နေအံ့ထိုတစ်ပင်ဤအခက်ကိုမချိုးပါနှင့် အရေးနေနေအခက်ချိုးချိုးမိတ်ဆွေကိုပြင်မာသောထိုလူမျိုးသည် လူယုံမှဖြစ်သည်တခုသောမြို့၌မုံဆုံးမမိခင်ကိုဂူလီထမ်း၍ကြိုးကြိုးပန်ပန်ပြုစုလှုပ်ချွေးနေသောလူလင်တယောက်ရှိသည်ထိုသူဤမိခင်ဖြစ်သူက မိခင်ပြပြီးမတည်ကြည်အချားယောက်ျားနှင့်တိတ်တိတ်ပုံဖောက်ပြနေသည်သားကို အားနာ၍အထင်ရှားလဲနေဝိဟံမတူ ထိုဖောက်ပြပုံကိုတိကြသောမိတ်ဆွေများက ရိုးရိုးသားသားနှင့်ပြုစုနေသောလူလင်ကိုတနား၍လူလင်အားအကြောင်းစုံ တိုင်ကြားလေသောအမေပြောသလိုနေပါစီဗျာအမေစိတ်ချမ်းသာရင်ပြီးပါရောကျွန်တော်အတွက်မှာအမေပါလို့လို့ပြုစုဖို့ပါပဲလို့ပြောရှာတဲ့။တာကောင်သမီကောင်ရှာသလောက်မိပါကောင်လည်းရှာသည်ပင်ဤဝိတု၌မိခင်ဤရုံမှမှုမှာမိခင်ဤတာဝန်သာဖြစ်သည် ပြုစုဖို့ကသားတာဝန်သာဖြစ်သည်ထိုကဲ့သို့ ရှုံမာသောမိခင်ကိုပြုစုရ၌မိခင်အဖြစ်ပြုစုသည်ဟုသဘောမထားရ။ဂျေဇုရှင်ကိုဂျေဇုကျွေးမကြံအောင်ပြန်၍ဆက်နေသည်ဟုသဘောထားရမည်။ဤသို့လင်ကုယောနောင်ပါတန်တရာအေးမျော်တွေးတတ်သူ လူကောင်းသူကောင်းမှန်လျင်ဂျေဇုရှင်ကိုဂျေဇုဆက်မိအောင်ကြိုးစားသင့်ပေသည်။ဘုရားအလောင်းကတရိတ်ဆန်ပွား၌ဖြစ်ရကိုက်မှာပင်ဂျေဇုဆက်လက်ရှိခဲ့သည်။မျက်မမြင်မိခင်ဖြစ်သောဆင်မာကြီးကို ြုစုနေသောစင်ကလေးကို ရှင်မြင်းကဖမ်းသွားရ၌အစာမစားဘဲဆန္ဒပြကမိခင်အကြောင်းကို ပြောပြသဖြင့်ပြန်၍လွတ်ခရလေသည်ပလာဒအကြောင်းပလာဒဟူသည်ဂုံတုဂုံပြိုင်ပြုတ်တသောဒေါသတစ်မျိုးပင်သည် သီလသမารိပညာရှိသူဥစ္စာပေါ်သူရုပ်ချောသူ အမျိုးပြတ်သူလိမ္မာသူများကိုအသာမပေးနိုင်ပဲသူနဲ့ငါနဲ့ပါထူးသေးလဲမိမိချက်အမှန်သားနေသူ တာမန်လဲတိလောက်သူနဲ့အင်ဒူအာဒူဂုံဒူလို့၍ပြောဆိုပြန်ဆိုင်ခြင်းမျိုးဒီမိမိမှာထိုကဲ့သို့ဂုံမျိုးရှိသည်ထင်၍နှိုင်းရှင်ပြောဆိုမှုမှာ အလားတမဟုတ်ချေတောကအကြောင်းဝဲနေမှုကိုတောကဟုခေါ်သည်နောက်၌ပြမည်ဒေါမနတဝေဒနာစေတသိက်ကိုပင်ဝန်းနေစရာတွေ့၍စိတ်မချမ်းမသာဖြစ်ရ၌တောကဟုခေါ်ရလေသည်ဤတောကဖြစ်တိုင်းဒေါသလည်းပါနေသောကြောင့် ဒေါသနှင့်ဆက်၍ဒေါကအကြောင်းကိုလည်းသိတင်သည်ဒေါကဤဝမ်းနည်းမှုသည်ယခုလူတို့၌များပြားလာခြင်း၏မိမိနှင့်ချစ်ခင်နေသောဆွေမျိုးစသည်တို့ပျက်စီး၍ဝမ်းနည်းရခြင်းစီးစဉ်ဥစ္စာပျက်စီးဆုံးရှုံး၍ဝမ်းနည်းရခြင်းမိမိအကျိုးကိုလိုလားသောမိတ်ဆွေများ၌စီးစဉ်ဥစ္စာ ပြက်၍ဝမ်းနည်းရခြင်းများသည်ဒေါကကြီးသည်ဒေါမနတာတမျိုးသောကဟုထင်မှားနေသော ဒေါမနတတမျိုးလည်းရှိသေးသည်ချစ်သူခင်သူဖြားနာမိကိုစိုးရင်ချင်းအရက်တပါသွားတော့ကပြန်ချင်းတန်လျက်ပြန်မလာသဖြင့်စိုးရင်ချင်းကလေးသူငယ်လူပမဲ့အတွက်အရာရာမှစိုးရင်ချင်းဤသို့အစသည်ဖြင့်စိုးရင်ကြောင်ကြမှုများယုံတွင်မကငါမရှိလင်သူတို့တော့ခက်ရစ်တော်မှာပဲဟုနောက်ဆက်တွဲစိုးရင်ဘူးတော်မှာတော့ကမဟုတ်ရိုးရိုးဒေါမနတတာဒီစိုးရင်လို့အကျိုးရှိရဲ့လား ပြုခဲ့သောစိုးရင်မှုများသည်တက်တက်တသာဖြစ်ကြသည်မဟုတ်စိတ်နှလုံးကိုထိခိုက်စေ၍နိုင်လိုက်လဲလဲဝမ်းနေခြင်းပူပန်ခြင်းဖြစ်ကြရသည်ထို့များလောက်စိတ်ပန်းကိုပန်းမချမ်းမမြစိုးရင်ကြောင်ကြမှုကြောင့်တစုံတစ်ခုကောင်းကျိုးရလင်တော်ပါသေးသည် စင်စင်မှာစိတ်နှလုံးဤပူလောင်ခြင်းမှတပါကောင်းကျိုးဘက်ကတစ်ချက်များမရှိချေထို့ကြောင့်မြည်သူအတွက်ဖြစ်ဖြစ်အကျိုးမဲ့အချီနီးအစိုးရင်ကြီးစိုးရင်နေမည်အစား ထို့သောစိုးရင်ပွဲမရှိအောင်တတိကြီးစွာဖြင့်ကြိုတင်၍စီစဉ်တင်ကြပါသည်ဥပမာငယ်ရွယ်သူတို့အတွက်ပြားနာမှုကိုစိုးရင်ရမည်အစားအပြားနာကိုကာကွယ်ဖို့ရာအသွာလာအစားအသောက်ကိုသာတင့်တင့်အောင်စီစဉ်တင်သည်ထို့သောစီစဉ်မှလည်းပြားနာလာလျင်ဆရာခေါ်ဖို့သာတာဝန်ရှိသည်အရက်တစ်ပါးသို့သွာလာရ၌စိုးရင်ပွဲရှိလျင်မသွာအောင်တားမြစ်ဖို့တာဝန်ရှိသည်မလွဲသွား၍သွားစီရလျင် စိတ်ချရသောဤဖြင့် စီစဉ်ပေးဖို့တာဝန်ရှိသည်ငါမရှိရင်ဖြစ်ပုံမရသူတို့အတွက်ငါမရှိရင်မည်သူစောင့်ရှောက်လိမ့်မည်ဟုစိတ်ချလောက်သူထံအနန္တာဖို့တာဝန်ရှိသည်တို့တို့စိုးရင်တက်သူလူကြီးသို့မဟုတ်ခေါင်းဆောင်ဤတာဝန်ခြေပွန်ပါလျက်စီစဉ်တိုင်းမလိုက်နာမှုကြောင့်နှစုံတစ်ခုအန်ရဖြစ်ခဲ့သောတည်တံလင်းတည်ခဲ့ပါစေအပူပန်လေးနဲ့အစီအစဉ်အတိုင်းမလိုက်နာသူတို့အတွက်ပူပန်နေအောင်မည်ဆိုရင်ထိုသူကိုမိုက်မဲဖြင့်အား သုံးမကျသောအဆင့်အတန်းမှာပင်ရှိသေးသူဟုမှတ်ပါမှန်၏ယခုခေတ်၌ဆရာသမားနှင့်မိဘစကားကို မလိုက်နာသူတွေများလာ၏ထိုမလိုက်နာမှုကြောင့်ဒုက္ခဖြစ်ရသူတွေလည်းမနှဲလာကြထိုသူတို့အတွက်ဆရာမိဘတို့ဝမ်းနဲ့ထိုက်ပါသလိုပရိဒေဝအကြောင်းငိုကြွေးမှုကို ပရိဒေဝဟုခေါ်သည် ဤပရိဒေဝဟူသည်ငိုတံပင်ဖြစ်သည်သို့သောထိုငိုတံဖြစ်ခြင်းဤအကြောင်းရင်းမှာအတွင်းကဒေါသဒေါမနတတို့သာဖြစ်၍ပရိဒေဝသဘောကိုလည်းဤနေရာမှာပင်မှတ်သားသင်ပေသည် ရာဟုဂုံသိန်းစီစိန်ဆွေမျိုးစသည်တို့တွင် တခုခုပြက်စီသောအခါပြက်စီတော့မည်ဟုထင်ရသောအခါလွန်စွာဝန်းနေကြ၏အငယ်ကြ၏ဤဝန်းနေအငယ်မှုကပြခဲ့သောတောကအမိယ ဒေါမနတသားရီထိုဝန်းနဲ့အငဲမှုကမျိုးသိပ်၍မထားနိုင်သောအခါပရိဒေဝခေါ်ငိုကြွေးသောအတန်တမျိုးပေါ်လာသည်ပရိဒေဝမီးဟု ခေါ်ရ၌ငိုတဲ့အတန်ကိုခေါ်ခြင်းမဟုတ်ထိုငိုတန်ဖြစ်လာအောင်ဝန်းတွင်၌အပြင်းထန်ပူပန်တောက်လောင်နေသောဒေါသဒေါမနတတို့ကိုဆွဲပြူ၍ခေါ်ရခြင်းဖြစ်သည်ငိုကြွေးလိုကြိုးရှိရလားဤငိုကြွေးမှုသည်လည်း ချိုးရင်မှုကဲ့သို့ကောင်းချိုးမရသော တရားတစ်မျိုးပင်ချစ်ခင်သူသို့မဟုတ် အားကိုးလောက်သူတယောက်မျက်စိအောင်မှရုတ်တရက်ပွဲပြောက်သေးဆုံးသွားသောအခါဝဲနေပူပန်ကြသည်မှာထုံးစံတမရာလို ဖြစ်နေ၍အပြစ်မတင်ထိုက်လာပါဘုရားရှင်ပြိဋိဘံဆန်တော်မူစာကသောတာပန်အရှင်အနာသာတိပင်မူရှာပါသေးသည်သို့သောယခုကာလလိုဟစ်အော်၍ငိုခြင်းကလူရင်းစိန်ဝချမ်းတာမှုထက် မိမိကိုဝိုင်း၍တနာအောင် မာယာဆောင်မှုကများသလိုဖြစ်နေပါသည် များသည်ဟု အတိလည်းမဆိုလိုပါလူတယောက်ဤဟစ်ပေါ်၍ငိုတန်သည်ကြားရသမျှလူအပေါင်းဤစိတ်နှလုံးကို ထိခိုက်စေနိုင်သည်ချမ်းသာသူကရှိနေသူအများပင်ငိုတန်ကြားကချမ်းသာသူကကွယ်ပြောက်၍ရုတ်တရက်စိတ်ဒုက္ခရောက်ရသည်ထို့မြလာလူများကိုခြောက်ခြားစေနိုင်သောငိုတန်ကိုတယောက်ကြားနှစ်ယောက်ကြား တအိမ်ကြားနှစ်အိမ်ကြားမက တရက်လုံးတရွာလုံး၆ချောင်းအောင်အဖေကြောင့်ဟစ်အော်ကျွေးကြော်လူကြသည်။တွမြလောက်ဟစ်အော်ရ၌မိမိမှာချုပ်တီးနိုင်သော တရားများတခုတလေမှလက်ကင်မရှိပါဟုဝန်ခံရလဲရောက်လေတော်သည် ထို့ကြောင့်မလွဲသာ၍ပရိဒေဝမိတောက်လာလင်တူတူသက်သာယူကြလာသောမျက်ရည်ဖြင့်အမြန်ငိမ့်အောင်တိမ်တိမ်စီစီငိုခြင်းသာလင်လူရင်းအကြဆုံးဖြစ်ပါသည် ထို့ထက်ပိုမို့၍စိတ်ကိုချုပ်တီးနိုင်သောအထက်တန်သူတော်စင် ပါရမီရှင်ဖြစ်သူကကြုံရသောဒုက္ခကိုကြီးငွေသောတန်ဝေကတရားဖြင့်ဖြေသိမ့်ထိုက်ကြပါသည်အလောင်းတော်ဤဖြေသိမ့်ပုံဘုရားရှင်နှင့်ရတော်ရာလောင်းလျာနှစ်ပါးတို့တခုသောဘဝဝယ်ဂရီများစွာကြွယ်ပါသောတတိယဖြစ်မှ စီစဉ်ဥစ္စာများကိုသဘောတူလှူဒန်းလျက်ယတိယဟန်ပြုကား မကွဲမကွာတွင်နေကြလေသည်ယတိမာလေ၏ရုပ်ရည်မှလွန်စွာထူးခြားသည့်အပြင်ပြုံးရွှင်သလိုနှင့်ခန့်ညားသောမျက်နှာနေထားကြောင်းအများပင်ချစ်ခင်လေးစားကြ၏ထိုကဲ့သို့တောထွက်လာခဲ့ရာတတိမျိုးတတိနွယ်နုနယ်သောယတိမာကလေးမှာရှေးကလိုမွန်မြတ်သော အစာကိုမစားရဘဲယတိယဟန်တို့၏တမရာတိဥတ္တိတီနှင့်သူပေးလူပေးအဟာရများဖြင့်သာမျှတရရှာသောကြောင့်အတော်ကြာလင်ဝန်သွေးယောဂါဖြင့် လွန်စွာအားနည်းရှာလေသောလောင်းတော်ကိုယ်တိုင်တွဲယူကမြို့တကာနီစီရဲ့ကြီးပေါ်မှာတာချ၍အလောင်းဘုရားကစွန့်ခံဝင်တော်မူလေသည်ဤကဲ့သို့စွန့်ခံဝင်တော်မူနေတော်ချိန်မှပင်ဇရက်ပေါ်တွင်ကြံရသောယတိမကလေးသည်သူ၏ယောဂါဒံကိုကြာရှည်မခံနိုင်သည့်အလားဘုရားအလောင်းပြန်ချိန်ကိုမျှမဆောင်ရှာနိုင်တော့ပဲဘဝဆက်အစ်စ်လေရာရှာလေသည်ထိုကဲ့သို့ဖြစ်ပုံကို ြို့ရင်းမှထွက်လာသူတို့တွေ့ကြရလေရာဆွေမတော်မြို့မဆက်ပဲနိုင်နိုင်လည်လည်ကိုကြွေးကအလောင်းကိုပြင်ရှားကြလေသည်ထိုခိုက်မှာပင်ရာလောင်စွန့်ခံပြန်လာလေတော့မမျော်လင့်တော့ဖြစ်ဖြစ်ကိုရုတ်တရက်တွေ့ရလင် အစွမ်းကုန်ငိုခြင်းပွဲကောင်းတော်လဲရှင်းမာတော့ဖရာလောင်ပြီတည်ကြည်သောအိန္ဒြေဖြင့်ဇရက်ပေါ်တက်၍ပြင်ထားသောအလောင်း၏ဥခေါင်းဘက်မှထိုင်တော်မူပြီးလင်နှစ်ယောက်စာခံယူလာသောစွန့်ကို တပါးတဲ့ဖုံးပေးတော်မူပြီးမှမြစွာသောပြိတ္တဤပြိတေဝမိကိုကြည်လင်အေးမြသောဩဝါဒရေချမ်းဖြင့်စွဖြန့်ငြိမ့်စေတော်မူလေသည်ဗန္ဓုလာစစ်သူကြီးကတော့မလိကာအမျိုးသမီးဤစိတ်ထားကလည်းအာရစရာပင် ကောသလမင်းကြီး၏စစ်သူကြီးဗန္ဒူလာနှင့်မလိကာတို့မှအမွန်ပွင့်ညီနောင်များဖြစ်ကြသော သားယရနာ၃ချိတ်၂ရောက်ထွန်းကားလေသည်ထူးခြားသောမိဘနှစ်ဦး၏သားများဖြစ်သည့်အာလျော်စွာ သူတို့၏ချွေရံများနှင့်တကားဖခင်နောက်ကဘရင်ထံအခစားဝင်ကြသောအခါသူတို့လူစုနှင့်ပင်ပြိတ္တကြီးတစ်ခုဖြစ်နေလေသည်ထိုချင်းရာကိုမလိုလားသောအမတ်တို့ကဘရင်ထံသို့ဒီနေ့ကြလင်းဗန္ဓုလာစစ်သူကြီးကသူ၏သားများနှင့်အတူတိုင်းပြည်ကိုလှုပ်ကြံပါလိမ့်မည်ဟုဂုံးချောကြလေရာငကူကပင်အစဉ်ချင်းနေသောရှင်ပြန်ကြီးက အလွယ်တကူယုံကြည်၍နာဖာတစုကိုပြည့်ရဖြင့်လီဆဲကအင်းတဆောင်မှနေခိုက်မိတိုက်၍တတ်စီလေသည်နာဖာတစုတို့အသက်ခံရသည့်ညဤနောက်တနေ့နဲ့နဲ့မှ မလိကလည်းရှင်သာရိပုတ္တရာအမှုရှိသောတန်ဃာတော်များကိုဆွန့်ကပ်ဖို့ရာစီမံထားလေသည် နနက်၌ဆွန့်ကပ်ချိန်ဤလက်တော်ညတုံကတာဖအာလုံးတပြိုင်နဲ့ဆုံးချောင်းစာကိုမလိကာရရှိလေလေခေရွေတာငိုချင်စရာကောင်းတော်လဲမျက်ရည်တစ်စက်မှမထွက်စေပဲ ပြင်ဆင်မြဲဆုံးကိုပြင်ဆင်ကထိုစာကိုသိမ်းဆီးထားလိုက်လေသည်မှတ်ချက်ရခဲ့သောဝိတုနှစ်ရက်၌ဘုရားလောင်ဤပရိဒေဝမဖြစ်ခြင်းမှာရှင်းမာသောပါရမီရှင်ဖြစ်၍ရှိပါစေဟုသောမလိကာဤပရိဒေဝချုပ်တီးနိုင်မှုက အများပင်အားရပဲအတူယူပဲကောင်းလာပါသည် ထို့ကြောင့်အသက်တရားမနေရတော့လေအမှုတရားတွေ့ဖို့လွယ်ကူသောဤလောကကြီး၌ပရိဒေဝမိကိုအစွမ်းကုန်နှိမ့်တန်နိုင်မှာတက်တာရရပွဲရှိရကား ပရိဒေဝဖြစ်လောက်သောဒုက္ခ၌ငါပါရမီမြင်မြလာအခြေတည်မိပြီဟုအကဲကတ်ဖို့ရာကြုံလာသောဒုက္ခမှတ်ကြောက်တွင် ပါရမီကိုမှတ်တင်၍ကြည်ကြပါကုန်။နောက်တစ်ပိုင်းကိုဆက်လက်ပူဆောင်မှာပဲဖြစ်ပါရဲ့ရှင်။ယေရှုတင်ပါရဲ့ရှင်။ကျွန်တော်တို့ကြပါ